မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြတဲ့နေစာကလေးကတော့ဆီယာမရွှေဘူမိမိကြီးရေးသားတဲ့တရုတ်နိုင်ငံမှစီးပွားရေးလုပ်ငန်းတစ်မျိုးတရုတ်နိုင်ငံမှာဒီလိုလုပ်ငန်းမျိုးဟာမင်္ဂလာမရှိဘူးလို့ ယူဆတာကြောင့်အများကရှောင်ရှားတတ်ကြပါလေအထူးသဖြင့်ဘွဲ့ရပညာတများကရှောင်ရှားကြပါလေကျွန်တော်တို့ကမ္ဘာအရှိချမ်းနိုင်ငံများက လူများဟာအတုပဖြစ်တယ်ဆိုရင် မကြည့်ဝန်တစီကြောက်တတ်တယ်မသတိဘူးဆိုတဲ့အယူဆဟာ ရှေးခေတ်အဆက်ဆက်ခရဲကတလျှောက်လုံး စွဲတတ်တဲ့လူမျိုးတွေပါဒီလူမျိုး နိုင်ငံတွေထဲမှာအိန္ဒိယတရုတ်နိုင်ငံမှာလည်းဒီလိုအစွဲရှိကြတယ်လို့သိရပါတယ်အခုတော့အကြောင်းအကြောင်းကြောင့်ခင်မိလာကြပြီးဒီအစွဲအကျွတ်တန်သမျှကျွတ်ကုန်ကြပါပြီကိုရီးယားမျက်မြင်ကို ပြောရရင် မန္တလေးမြို့လူမှုမှာဇာပနာတစ်ခုဖြစ်ဖို့ဒီဇာပနာကို မြေကြဖို့အခက်အခဲကြုံရရပါတယ်။ဒီလိုကိစ္စမျိုးတွေဆောင်ရွက်ပေးမဲ့ဗုဒ္ဓသာသနာနိုင်အသင်းအဖွဲ့တွေကလည်းမရှိသေးတဲ့အချိန်မြို့နီးစပယ်ကလည်းကားမလုံလောက်သေးတဲ့အချိန်နေဆိုတော့အိန္ဒိယတိုင်းရင်းသားများရဲ့နိဗ္ဗာန်စောကားများတရုတ်ကားစသည်တို့ကိုဖိုးခပေးပြီးအကူအညီတောင်းရပါတယ်ဒီလိုကိစ္စအကျုံလာလို့ပေါ့ တာမန်လက်လုံလက်စားများဖို့အခက်ကြီးခက်ကြပါလေရောဇာပနပြာကြဖို့အရေးမှာဇိိတ်စက မတက်နိုင်ကြပါဘူးဒီအခြေအနေတွေဖြစ်လာတော့တရားဗန်များလာတော့မန္တလေးမြို့တောင်စလင်းတိုက်သည့်ဆရာတော်ဦးတိတ်ခနဒီမြမဟိုတယ်ပိုင်ရှင်ဦးအောင်ခိုင်နဲ့လူလူတော်မှာတို့ဦးဆောင်ပြီး လိုအပ်နေတဲ့နိုင်ကူညီမှုအသိရဲ့လို့ပထမဆုံးတီထောင်ဖွဲ့စည်းကြပါတယ်။အသိကိုမြမစိုးနာမှုကူညီရေးအသိလို့အမည်ပေးပါတယ်။အဲ့ဒီဇာပနာပူဆောင်မဲ့ကာရင်မောင်းရင်လိုက်စသည်ဖြင့်လိုအပ်တဲ့ပစ္စည်းများကို နေရာချထားဖို့ချမ်းမီနေရာက အတော့ကို အခက် တွေ့စီပါတယ်။ဒီပစ္စည်းဒီလုပ်ငန်းကို ဘသူဘယ်အရကမှလက်မခံခြင်းကြပါဘူးဒီပြဿနာကြီးကိုဆရာတော်ဥဋ္ဌခကပဲဖြေရှင်းပြီးတော်မူပါတယ်သူတောင်စလင်းတိုက်တဲ့ကြောင်းဝိုင်းအကျေကြီးတွေက တောင်စွန်းတနေရာမှာပင်နေရာပတ်လေမြေအကျေကိုတီးကြားလှူဒန်းပါတယ်အင်တန်တန်လုံနေကြတဲ့ရက်ွက်လူလူကိုဆရာတော်ဖះကအတော်တရားပြတိမ်သွင်း စီယုံပြီးမှသာသဘောတူမျှပြီးနေရာအတွက်လည်းပြည်လည်သွားရပါတယ်။စတင်အလုံးလုံးမယ်ဆိုတော့ကဗုဒ္ဓဘာသာဝင်များထုံးစံအစဉ်အလာယဇီရောဥတိတ်ခအပါဝင်ဩဝါဒစရိယဆရာတော်9ပါးဥထိတ်ထားပြီးနာယကအဖြစ် အမျိုးသား9ဦးအမျိုးသမီး5ဦးပေါင်း12ဦးတင်ကြပါတယ်။ကနေ့ဆိုရင် မမောက်ခဆရာဝန်ဒေါ်သန်းရင်မှာပါလာတော့နာယကပေါင်း12ဦးဖြစ်လာပါပြီ။ဥက္ကဋ္ဌဇယင်းစစ်စတဲ့ပုံကူများအပါဝင်အဖွဲ့ဝင်22ဦးပါဝင် လုတ်ကင်ရရမှာစလင်စာချင်းဥအောင်ခိုင်နှူတဲ့ကာကြီးတစည်းနဲ့ငွေ၁၀သိန်းနာယကချုပ်လူလူဒေါ်မာလှူတဲ့3သိန်းအဖွဲ့ဝင်များအသီးသီးဝိုင်းဝန်းလှူကြတဲ့ငွေများနဲ့ဝကက ဝကမူတဲ့ကလေးနဲ့ဖြစ်တတ်သလိုလုပ်ငန်းစကြပါတယ်1998ခုမေလ9ရက်နေ့ကဖြစ်ပါတယ်အသင်းရဲ့ပဓာနရည်ရွယ်ချက်ကဇာပနာကိစ္စဆောင်ရွက်ပေးဖို့အကူအညီတောင်းလာရင် လူမျိုးမျိုးဘာသာမျိုးအခမဲ့လှူဆောင်ပေးဖို့ပါပဲငွေကြေးလုံးဝမတက်နိုင်သူများဆိုရင်မိသူစိတ်တောင်းအသင်းကစိုက်ထုတ်ပေးပါတယ်အတုပဇာပနာကိစ္စဆိုရင် မလုံကောင်းဘူးဆိုတဲ့ရှေးအဆက်ဆက်ကအစွဲကို ပြောင်းလဲလာအောင်မန္တလေးဗမဇိုအသင်းကစွန့်ဦးတီထွင်ကျေးဇူးပြုလှူဆောင်ပေးတယ်လို့ဆိုကြပါစို့မြန်မာနိုင်ငံသားများနီးတူဒါမျိုးဆိုရင်မတတိဘူးမကင်ကောင်းဘူးရဲ့လို့ရှေးယိုဇွဲတရုတ်နိုင်ငံမှာလဲဒီလုပ်ငန်းဒီကိစ္စအရေးပါပုံကို မရှိမနှောင်းဆိုသလို သဘောပေါက်လာကြတယ်လို့ထင်ပါတယ် နေစကားကိုအတွေးအထင်နဲ့ဆိုတာမဟုတ်ပါ စီးပွားရေးနဲ့စီမံခန့်ခွဲမဂ္ဂဇင်း2002ခုနှစ်နိုဝင်ဘာလထုတ်နိုင်ငံတကာသတင်းကဏ္ဍအခန်းမှာဒီလိုဖတ်လိုက်ရပါတယ်ဘွဲရသူများနဲ့သူ့ဘရာစာလုပ်ငန်းလူတိုင်းဟာသင်မျိုးကြီးပဲဖြစ်လို့သူ့ဘရာစာလုပ်ငန်းဟာဘယ်တော့မှတိမ်ကောမှာမဟုတ်ဘူးလို့ဆိုပါတယ်တရုတ်နိုင်ငံမှာတော့ဒီလုပ်ငန်းမျိုးဟာ မင်္ဂလာမရှိဘူးလို့ယူဆကြတာကြောင့်အများကအရှောင်ရှားတတ်ကြပါလေအထူးသဖြင့်ဘွဲ့ရပညာသမားကရှောင်ရှားကြပါလေဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒီလုပ်ငန်းနယ်ပယ်ကိုပညာတတ်ဘွဲ့ရလူငယ်များဝင်ရောက်လာပြီလို့သိရပါတယ်1998မတိုင်မီက အလုတ်လျှောက်ထားသူတယောက်မှ မရှိခဲ့တဲ့ဒီလုပ်ငန်းဟာအခုအခါမှာတော့တရုတ်နိုင်ငံအလဲပိုင်းများမှာတော့သူ့ဘာအရသာလုပ်ငန်းဆိုင်ရာသင်တန်းများကို ို့ချလာပါတယ်။ပီကင်းတက်ကတော်လိုဂုံသတင်းကြီးတဲ့အကြောင်းကကဘွေရလူငယ်များကလည်းအလားအလာအလွန်ကောင်းတဲ့ဒီလုပ်ငန်းကို စိတ်ဝင်စားလာကြပါပြီ။အရင်ကတော့ဒီအလုပ်မှာစိတ်ဝင်စားသူမရှိလို့မိဘရဲ့လက်ငုပ်လိုက်ရင်အဖြစ်အသားသမီးများကသာလွှဲပြောင်းလက်ခံလုပ်ကြပါတယ်။အခုတော့ဒီကိစ္စကိုအထူးပြုတက်ကြွန်းထားတယ်။ဘွေရသူလူငယ်များကခင်မိမိစီမံခန့်ခွဲမှုပုံစံများနဲ့ ီနယ်ပယ်မှာရဲရဲတင်းတင်းရက်တည်နေကြပါပြီလို့သိရပါတယ်။ဝန်ဆောင်မှုများကလည်းအကြီးအကျယ်တိုးတက်လာပါတယ်။မိသူချင်းမိမြှုပ်ချင်းရိုးပြာကိုတဘာဝပတ်ဝန်းကျင် ထိမ့်သိမှုကိုအထောက်အကူပြုတဲ့အနေနဲ့ပင်လယ်ရေအောက်သို့မြုံနှံစွန်ပြေးခြင်း၂၄နာရီဖုန်းလိုင်းရှိခြင်းဖုန်းတစ်ကြိမ်ဆက်ယုံနှင့်ကိစ္စအားလုံးပြီးမြောက်စေနိုင်ခြင်းနိဗ္ဗာန်ဇောရင်ကို ဇိန်ခံကားများဖြင့်စီစဉ်ပေးခြင်းထို့ကဲ့သို့ကားများမှာတစ်ကြိမ်သုံးလအမေရိကန်ဒေါ်လာ200ကုန်ကြပါလေစတဲ့ဝန်ဆောင်မှုများလည်းပါဝင်ပါတယ်ပြီးခင်တမျိုးထဲမှာပင်ရင်းလုပ်ငန်းနယ်ပယ်တစ်ခုလုံးအနေနဲ့တစ်နှစ်ကို8000ပတ်ဝန်းကျင် ရှိနေတာကြောင့်နှစ်စဉ်အမြတ်ငွေအမေရိကန်ဒေါ်လာတန်း120ကျော်ရရှိကြောင်းသိရပါတယ် ခုဆိုခဲ့တဲ့သတင်းအပေါ်ရဆိုရင်မန္တလေးဗမာစုအသင်းစတင်အလုပ်လုပ်တဲ့အချိန်နဲ့တစ်ချိန်တည်းလို့ဖြစ်နေပါတယ်။ဗမာစုက လုပ်ငန်းအကောင့်ထဲပေါ်လာချိန်မှာတရုတ်နိုင်ငံကတင်နန်းတက်ဖို့ခေါ်တော့တယောက်မှရှောက်ထားသူမရှိသေးဘူးဆိုပဲတရုတ်နိုင်ငံမှာဒီအလုပ်အကြောင်းပြောပြီးတဲ့နောက်မြန်မာနိုင်ငံဗမာစုအသင်းရဲ့လုပ်ငန်းအရရစီမံခန့်ခွဲပုံကိုတည်တာယူ ဖော်ပြပါရစေဦးမန္တလေးမြို့မှာစတင်ဆောင်ရွက်ချိန်နှုန်းကတော့မြို့လူလူကရုတ်တရက်သဘောမပေါက်ကြသေးပဲဇဝေဇဝါဖြစ်နေကြပါသေးတယ်လောက်ရကိုအကဲခတ်စောင့်ကြည့်ကြတော့ဆိုပါစို့တဖြည်းဖြည်းမှ လူမျိုးမရွေးဘာသာမရွေးငွေကြေးချို့တဲ့သူတွေအတွက်အဟုတ်တကယ်အခမဲ့ကူညီပို့ဆောင်ပေးနေတာပါကလားဆိုပြီး အမှန်သိမြင်လာကြပါတယ်။တလတလမှာဇာပနာဥယီ10ဦး15ဦးလောက်ဆောင်ရွက်ပြီးနိုင်ရာကနေမြို့ကယုံကြည်အားထားလာပြီးတော့ဒဏ္ဍာရီရှိကြတဲ့ဇေဒနာရှင်တို့လူငွေလာရောက်ထည့်ဝင်လူကြပါတယ်။အခုဗြဟ္မဇူအသင်းမှာစေဒနာရှင်တွေရဲ့ကုသိုလ်လူငွေရောဇာပနာရှင်များတအားသမျှတက်စီဖို့လူကြတာရောဆိုတော့ ရံမုံငွေမလျော့ပါဘူးကတ်ခါအဆောက်အဦးကလေးစခဲ့ရမှာအခု အုတ်တိုက်အခန်းအဆောက်အဦးရုံငန်းရင်များထားတဲ့ကားယုံရင်အကြီး9စီးရင်မောင်းနဲ့ရင်နှောက်လိုက်ရင်လိုက်14ရောက်အထိတိုးချဲ့ဆောင်ရွက်ပေးနေနိုင်ပါပြီအသည်မှာပါဝင်ဆောင်ရွက်နေသူတွေကလည်းကောလိပ်ကျောင်းအုပ်ကြီးအငိမ့်စားများ ဗမောက္ခငိမ့်စားများဇေယဝင်းများရှိနေများစာရေးဆရာဆရာမများကုံနယ်ကြီးများစသည်ဖြင့်အလွာဆုံးမှ ပါဝင်လေတော့အကြံဉာဏ်လုပ်ငန်းလုံနီးလှုပ်ဟန်စနစ်တကျကင်တွယ်နိုင်ပါတယ်။နောက်ပြီးအခုပြောခဲ့တဲ့ခေါင်းဆောင်ဦးစီးပုဂ္ဂိုလ်များကလည်းတလားတစ်ချိန်လဘအစည်းအဝေးများမှာလည်းအကြောင်းတူရှိသူတဦးတလေးမှအပလစဉ်မှန်မှန်တက်ကြပါဗါတယ်။အခက်အခဲလေးတွေ နည်းနည်းပါပါရှိလာရင်လဲအားလုံးညှိနှိုင်းဆောင်ရွက်ပေးကြလေတော့ပြည်လဲသွားတာပါပဲလာကစားရင်မောင်းရင်လိုက်စတဲ့ဂိုင်ကံမြောက်ဂိုင်တွေကြသူတွေကအရက်သေးစားတောက်စားတာတွေ့ရင် ပထမသတိပေးဒုတိယအလုပ်ထုတ်ပြစ်ဆိုတာမျိုးတွေပါ လုပ်ငန်းအရှင်ရလာတော့မရှိစင်းရဲသားများသာမကဒဏ္ဍာရီအားရှိသူတွေကလည်းအေးကြုံရင်ဗရမဇူကားကိုပဲ အားထားစေခိုင်းလာကြပါလေ။ရင်းတို့ကတော့နည်းများမဆိုးအလူငွေထဲ့တာတွေလက်ခံစီရင်တင်ထားရပါလေ။အစိုးရစီရင်စီကောအသင်းသားစီရင်စစ်တွေပါလစဉ်စစ်ဆေးလေးရှိပါတယ်။ဇာပနဥယေကလည်းတလတလမှာပြင်းမြ300အလောက်ရှိပါတယ်။အထူးသတိထားစီစေရတာကရာဇဝတ်မှုမကင်းတဲ့ဇာပနမျိုးကိုတော့သက်ဆိုင်ရာဒေသရင်ဒိန်း ရဲဘက်ဆိုင်ရာပုဂ္ဂိုလ်များကလာရောက်မေတ္တာရက်ခံတာဝန်ပေးမှသာဆောင်ရွက်ပေးပါလေဒီလိုလူကြီးပိုင်းကရောလူငယ်ပိုင်းကပါတက်ညီလက်ညီကြိုးစားလှုပ်ကြရရဲ့စေတနာရှင်များကလှူဒန်းကြရရဲ့ဒီအကြောင်းနှစ်ရဲ့အကြောင်းရလာတဲ့အကျိုးကျေးဇူးကအဆက်ဆက်ကစွဲလာတဲ့အမြင်ကို ပြောင်းလဲစေခြင်း ရေရှည်တည်တံ့ခိုင်မြဲစေခြင်းတို့ဖြစ်ပါတယ်ဗျမရစူပေါ်ပေါက်လာတာကိုကြည်ပြီးတခြားမျိုးတွေကလည်း လိုက်လုံလာကြပါပြီဒီနေရာမှာကာယကံမြောက်ကင်တွယ်လှုပ်ဆောင်ကြရတဲ့လကစားဝန်ထမ်းများရဲ့ဇွဲရှိမှုကိုလည်းမပြောရင်မပြီးဘူးထင်ပါရဲ့အကြောင်းမျိုးစုံနဲ့ထွက်သူထွက်ဝင်လာသူဝင်လာတချို့ရှိတန်းသမျှရှိပေမဲ့အသင်စတင်တည်ထောင်ကလေးကအခုအချိန်အထိ6နှစ်ကျော်9နှစ်ထဲရောက်လာပြီဆိုတာတော့2004ခုနှစ်အထိရှိနေပါသေးတယ်သူတို့လူငယ်စုတွေက စံပေးလို့ဆေးရတာရဲ့လို့သဘောမထားကြပါဘူးအများအကျိုးတည်ဖို့ရတာကုသိုလ်ပဲလို့သဘောပိုက်ကြတယ်ဆိုပါစို့ဘယ်အလုံးမျိုးမှာဖြစ်ဖြစ်ဇွဲတန်ကံမြောက်တာပါပဲအဲ့ဒီလုံသားတွေထဲမှာဘွေရပြင်တာတဲ့အချို့တောင်ပါပါသေးတယ်ခုပြောခဲ့သလိုဇာပနာပို့ဆောင်ရေးဘက်ကနိုင်နိုင်နေနေဖြစ်လာပြီဆိုတော့တကယ်စေဘူးဝါကမတတ်နိုင်ကြလို့စင်းရုံပေါ်ရောက်နေတာတော့ စေးစေးတွေကလည်းတက်ပြီးရင်တက်နေတာမို့ဆေးရုံကလည်းလိုတဲ့ဆေးရနိုင်မှုတိတ်ခတ်ခဲနေတာကြားကြရပါတယ်ဒီလိုဆိုရင် အသင်းရံမုံငွေထဲမှာတချို့တဝက်ကိုဖဲ့ပြီးဆေးဖို့လှူကြရင် ကောင်းမယ်လို့အစင်တက်ပြီးစေတနာပေါက်လာကြပါတယ်ဒီတော့မြို့အစွန်ကြပြီးတနိုင်အာသိမ့်မရှိကြတဲ့အရက်မှာအစိုးရကတိဆောက်ပေးပြီးသားရှိနေတဲ့ဂရင်300ဆက်ဆေးရုံကြီးကို စေဖို့လှူဖို့အဆုံးဖြတ်ကြပါတယ်။အဲ့ဒီမှာ အသင်းမှရှိပီးသားဆရာဝန်ဦးစိုးတက်ဆရာဝန်ဦးကိုကိုလေးနဲ့ဆရာဝန်ဦးမျိုးမြင့်ဆရာဝန်ဦးဝင်းမြင့်ဆရာဝန်ဦးသိန်းဟန်တို့နဲ့ဆေးုံကြီးကဆရာဝန်ကြီးများဆရာမကြီးများနှိမ့်တိုင်းတိုင်ပင်ဆွေးနွေးကြတဲ့အခါဆေးုံကြီးကဆရာဝန်များကလည်းဝမ်းသာကြိုဆိုကြပါတယ်ဒီလူနာဟာဖြင့်ဒီဆေးရရင်သက်သားမယ် လူနာကမရှိနွမ်းပါမှုဈေးမွေးနိုင်တာလဲအမှန်ဆိုရင်လိုအပ်တဲ့ဈေးဘူးလူရတာပါ အစကတော့ဈေးဘူးအလူငွေကနည်းနည်းပါပါနောက်တဖြည်းဖြည်းတက်နိုင်သလိုတိုးတိုးပေးလူနိုင်ပါလေဈေးဈေးနှုန်းတွေကလည်းတက်တက်လာတာမဟုတ်လားအခုတော့အသိန်း6နှစ်ပြည့်မြောက်တဲ့2004ခုနှစ်မေလ9ရက်နေ့ကပဲဩဝါဒစရိယဆရာတော်ဖရာမြရဲ့သဘောတူခွင့်ပြုချက်အရာ စေပေကံကလေးစောက်လို့ဖို့စီမံကြပါတယ်။ဒါနေပဲ6ရက်5လ2004ခုနှစ်1366ခုကစုံလာပြီကျော်3ရက်နေကပဲစေပေကံအဆောက်အဦအတွက်ပနတ်ချပွဲပြုလုပ်ပြီးပါပြီ။ဒါလည်းစေရနာရှင်များရဲ့ဝိုင်းဝန်းကူညီကြမှုကုသိုလ်ယူမှုကြောင့်ဖြစ်ပါတယ်။တရုတ်နိုင်ငံမှတရင်ဖော်ပြချက်ကိုဖတ်မိတာနဲ့တစ်သက်သေး ကိုတိုင်ပါဝင်ခဲ့တဲ့မန္တလေးမြို့ဗရမဇိုနာယီကူညီမှုအစဉ်အကြောင်းတည်ကောင်းစရာများကိုရေးသားမိတာ အတော်တော်ရှည်သွားပြီထင်ပါရဲ့ဤကုန်းချုပ်ပါတော့မယ်တရုတ်ပြည်ကဇာပနကိစ္စနဲ့ပတ်သက်လို့စီမံခန့်ခွဲပုံများနဲ့မြန်မာဗမဇိုအသင်းဆောင်ရွက်ပုံနှမျိုးကို စာဖတ်သူများအနေနဲ့ခြားနားမှုကို သတိပြုမိကြမယ်လို့ ထင်ပါတယ်။တရုတ်ပြည်ကစာပနာကိစ္စစီမံဆောင်ရွက်ပုံများဟာ စီးပွားရေးသက်သက် လုပ်ငန်းတရက်သာဖြစ်ပါတယ်။မြမနာမှုကူညီအဖွဲ့များကတော့မိမိအကျိုးကိုစီးပွားလုံးဝမဖက်စေတနာသက်သက်ဖြင့်အများကောင်းကျိုးဆောင်ရွက်ချမ်းသာဖြစ်ကြောင်းကြားကြားသမျှဗုဒ္ဓဘာသာဝင်များ ပီတိပွားပြီးသာဓုခေါ်ယူကြစေခြင်းနဲ့ စေတနာရိုးရိုးနဲ့ရေးသားရခြင်းဖြစ်ပါတယ်။ရွှေဘုံမိမိကြီးအဆင်ပြေတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်တင်ပြပေးသွားမှာမို့ စောင့်မျှော်နားဆင်ကြပါအောင်ခင်ဗျာ။